ရွာတရွာမှာမိုဟန်ဆိုတဲ့သူတယောက်ကတော့သူ့ရဲ့သမီးလေးပင်ကီနဲ့အတူတူနေထိုင်နေခဲ့ပါတယ်။ပင်ကီကိုမွေးဖွားပြီးခဲ့တဲ့အချိန်မှာပဲမိခင်ဖြစ်သူကွယ်လွန်သေးဆုံးသွားခဲ့တာပါ။မိုဟန်ကတော့စီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေခြင်းသူ့သမီးလေးကိုလည်းစောင့်ရှောက်ပေးနေခဲ့ပါတယ်။စိတ်ပြတ်ဝမ်းနေနေတဲ့မိုဟန်ကိုတွေ့ကြရတဲ့အခါမှာရွာသူရွာသားတွေကလည်းပြောကြတာပေါ့။မိုဟန်ရဲ့ဒီတိုင်းပဲနေမယ့်အစားမေးနောက်အိမ်တောင်ပြုတ်လိုက်ပါလား။နောက်အိမ်တောင်ပြုတ်လိုက်မယ်ဆိုရင်တော့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ ဟုတ်တယ်ဟုတ်တယ်အားလုံးပြောနေကြတဲ့စကားတွေကိုကျွန်တော် နားလည်ပါတယ်ကျွန်တော်အနေနဲ့လည်းနောက်အိမ်ချောင်ပြုတ်လိုက်တဲ့နဲလို့ထင်တယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့သမီးလေးအတော်လည်းအဆင်ပြေသွားလိမ့်မယ်သူ့ကိုလည်းထိမ့်သိမ့်ဆောက်ရှောက်ပေးမယ်သူတယောက်ရှိသွားတာပေါ့ကျွန်တော်ရဲ့အလုပ်ကိုလည်းကျွန်တော်စိတ်အားထက်သန်စွာနဲ့လုပ်လို့ရတယ်ဟုတ်တယ်အဖေဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုရင်တော့အဖေနောက်အိမ်ချောင်ပြုတ်လိုက်တော့ဒီလိုနဲ့တခြားတရွာကဆွရှမဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့မိုဟန်ကလည်းလက်ထပ်လိုက်ပါတယ်ကဲဆွရှမ ဒါကတော့ငါရဲ့သမီးလေးပင်ကီးပါမင်းတို့ကိုကောင်းကောင်းခရုစိုက်ပေးရမယ်နော်ကြားလားမိတွေအမေကစိတ်ထဲကနေပြောနေခဲ့ပါတယ်ငါသူ့ရဲ့အလौတမောင်းမို့လို့လားသူ့ကိုပြူစုဆောက်ရှောက်ပေးနေအောင်လာနေငယ်ကတော့ဒီကုန်ပုံစံအတိုင်းပဲကုန်ဆောင်သွားခဲ့ပါတယ်ပင်ကီးကလည်းအခုဆောင်ရင်တော့တဖြည်းဖြည်းနဲ့အရွယ်ရောက်ရှိလာခဲ့ပါပြီဆွရှမာကကိုဝင်ဆောင်ထားခရရတဲ့အခါမှာတော့ဘာအလौမှကောင်းကောင်းမလုံးနိုင်ကြပါဘူးဒါကြောင့်သူကသမီးလေးပင်ကီးကိုအလौတွေအားလုံးခိုင်းစေခဲ့ပါတယ် အလောက်တွေကိုပင်ကီကိုခိုင်းနေခဲ့တဲ့အတွက်ကြောင့်မို့လို့ပင်ကီတယောက်ကြောင်းလည်းမသွားရတော့ပါဘူးခဏနေပါဦးဆိုရှမာရဲ့မင်းဒါဘာတွေလုပ်နေရလဲငါတမီလေးပင်ကီကိုဘာဖြစ်လို့အလောက်တွေအလောက်တောင်မှခိုင်းနေရတာလဲသူ့ကိုကြောင်းသွားခွင့်ပေးလိုက်လေကွာဘာဖြစ်လို့ကြောင်းသွားခွင့်မပေးရတာလဲကျမရဲ့အခြေအနေကိုရှင်တွေးရတာနဲ့ရှင်ကကျမကိုအလောက်လောက်ခိုင်းခြင်းသေးတယ်ကျမကဝင်ဆောင်ထားတဲ့အချိန်မှာဘာအလောက်ကိုလုံနိုင်မှာမို့လို့လဲကောင်းပြီလေဒါဆိုလို့ရှင်လည်းမင်းအစဉ်ပြေတဲ့ထင်တာကိုသာလောက်တော့ကွာငါဘာမှထပ်ပြီးတော့မပြောချင်တော့ဘူး လောက်အနေငယ်ကုံဆုံးသွားခဲ့ပြီးနောက်မှာဆိုရှမားကလည်းဆေးရုံမှာသားလေးတယောက်ကိုမွေးဖွားပြီးခဲ့ပါတယ်။ခလေးလေးရဲ့နာမည်ကတော့မန်တူပါ။ဆိုရှမားခလေးမွေးပြီးတဲ့နောက်မှာလည်းအိမ်အလုပ်တွေကိုလုံးဝမလုပ်ခဲ့ပါဘူး။သူကပင်ကီကိုပဲအလုပ်တွေအားလုံးခိုင်းစေနေခဲ့ပါတယ်။ကဲဆိုရှမားရေအခုတော့မင်းခလေးကလည်းမွေးလိုက်ပြီးမဟုတ်ဘူးလား။ဘာဖြစ်လို့ပင်ကီကိုကြောင်းသွားခွင့်မပေးရသေးရလဲ။သူ့ကိုကြောင်းသွားခွင့်ပေးလိုက်စမ်းပါ။ရှင်ကလည်းဘလို့ဖြစ်နေရလဲ။ကျမခလေးထိန်နေရတာလေ။ဘလို့ဖြစ်ပြီးတော့အလုပ်လုပ်လို့ရမှာလေ။ ကျမရှင်းရသမီးလေးကိုလည်းစောင့်ရှောက်ပေးနေရပါပဲကျမသိပါတယ်အိမ်အလုပ်တွေအားလုံးကိုကျမသူ့ကိုတေချာတင်ပေးနေအောင်မိန်းကလေးဆိုတာကအိမ်အလုပ်တွေအားလုံးကိုလုပ်တတ်ရမှာပေါ့ကျမတို့တာလီမန်ကျူးကယောက်ျားလေးလေးရှင်ကျမတို့တာလီကိုပညာအများကြီးတင်ပေးမယ်ပြီးရင်တော့သူ့ကိုဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်သွားအောင်အထီအောင်လို့ပန့်ပိုးပေးကြမယ်နော်ရှင်းရတော့ရှင်းလို့ရှင်လို့ပင်ကီကတော့အိမ်အလုပ်တွေအားလုံးကိုလုပ်ရတဲ့အပြင်ရေခတ်ဖို့လဲကိုတိုင်းကိုကြသွားရပါတယ်သူမရေခတ်သွားတဲ့အခါတိုင်း ရမေရှ်ဆိုတဲ့ကောင်လေးတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ကောင်လေးကတော့ဒီလန်းလေးမှာစမူစာကြော်ရောင်းနေခဲ့တာပါ။ပင်ကီကတော့ရမေရှ်အတွက်ရေတပုတ်အမြဲတမ်းခတ်ပေးပါတယ်။ရေခတ်ပေးတဲ့အတွက်ရမေရှ်ကတော့ပင်ကီကိုစမူစာပြန်ကျွေးပါတယ်။ရမေရှ်ရဲ့ကျေးဇူးအများကြီးတင်ပါတယ်။နေဆိုင်ကိုငါလာတဲ့ခါတိုင်းနေရငါ့ကိုအမြဲတမ်းစမူစာကြော်ကျွေးရနော်။မဟုတ်တော့ပင်ကီရဲ့နေပါလုံးငါ့ကိုကျေးဇူးတင်နေရတာလေ။နေလည်းဘလို့မဆိုငါ့ရဲ့အလုပ်တွေကိုဝိုင်းကူလုပ်ပေးနေရပဲလေ။အဲ့ဒီအတွက်နေငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ တရမှာတော့မန်တူကျောင်းကနေအိမ်ကိုပြန်လာနေခဲ့တဲ့အချိန်မှာပဲသူရဲ့အမပင်ကီ စမူစာထိုင်စားနေရကိုတွေ့သွားခဲ့ပါတယ်။ဒီတော့သူကအိမ်ကိုရောက်လာတာနဲ့သူ့အမေကိုဒီကိစ္စရီအားလုံးတိုင်ပြောပြလိုက်ပါတယ်။ပင်ကီရေခတ်ပြီးတော့အိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာဆူရှမာကလည်းပြောလိုက်ပါတယ်။နင်းငါအိမ်အပြင်ကိုလွှတ်တယ်ဆိုတာကအလုတ်လောက်ခိုင်းတာ။နင်းဘဲသူတွေနဲ့စကားပြောပြီးတော့ဘာတွေကိုလုပ်နေရလဲငါ့ကိုပြောစမ်း။နင်းဘဲကောင်လေးနဲ့တွေ့နေရလဲ။ငါတို့တိတ်ခါကြအောင်လို့နာမည်လိုက်ဖြတ်နေရလား။ မဟုတ်တာအမေရဲ့အဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲအဲ့လိုမဟုတ်ပါဘူးနော်အမေတွေးနေအောင်မှားနေပြီကျမရေသွားခတ်နေနေတခါတလေရမေ့အတွက်ပါရေခတ်ပေးလိုက်တာပါအဲ့ဒါကြောင့်တမီးတို့စကားပြောနေကြတာပါဘာမှအထွေအထူးမဟုတ်ပါဘူးဒီလိုနဲ့တရားမှာတော့ပင်ကီရေခတ်ဖို့အတွက်သွားနေခဲ့ပါတယ်ဒီအချိန်မှာပဲသူမသွားနေရင်လမ်းမှာမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ရပါတယ်တောက်တွေ့ကြရတဲ့အခါမှာရမေ့ကတော့ချက်ချင်းပဲသူမကိုစေယုံကိုတင်ပို့ပေးခဲ့ပါတယ်စေယုံကလည်း စေကံပြပြီးတဲ့အခါမှာတော့အင်ကိုပြန်လာနေရင်းနဲ့တတော်လေးညမိုးချုပ်သွားခဲ့ပါရီ။နေအခုဘယ်သူနဲ့တွေ့ပြီးဒီအချိန်မှအင်ကိုပြန်လာတာလဲအချိန်ကိုကြည့်စမ်းဒါကမိန်းကလေးတယောက်အင်ကိုပြန်လာမယ့်အချိန်ဟုတ်လားမဟုတ်ဘူးလားဆိုတာမသိဘူးလား။တော်စားမှာကွာမင်းဘာဖြစ်လို့ဒီလောက်ကြောင်မှာခလေးကိုစုနေရတာလဲ။အချိန်ကြည့်ပြီးတော့စုပါလားပဝင်းချင်းကလည်းရှိသေးတယ်။အားလုံးကြားကုန်ကြရင်မကောင်းဘူးလေကွာ။သူဘာတွေဖြစ်ခဲ့လဲဆိုတာကိုအရင်ဆုံးမေးရမှာပေါ့။ဘာမှလည်းမမေးဘဲနဲ့အရင်ဆုံးဥအောင်စီးပြီးတော့စုပဲစုနေတယ်။ ကောင်းပြီလေဒါဆိုရင်တော့ရှင်ရဲ့အချစ်ဆုံးသမီးလေးဘာဖြစ်လို့ဒီလောက်နောက်ကျမှအိမ်ကိုပြန်လာခဲ့ရလဲဘာတွေလုပ်ပြီးတော့ပြန်လာခဲ့ရလဲဆိုတာသူ့ကိုမေးကြည့်လိုက်စမ်းပါဦးနောက်နေ့မှတော့မိတွေအမေကတနာစီရကောင်းတဲ့ပင်ကီလေးကိုဒီအခြေအနေနဲ့အလုပ်တွေအများကြီးခိုင်းစေခဲ့ပါတယ်ပင်ကီအခုလိုမျိုးအလုပ်တွေအများကြီးလုပ်နေရပြီးနှိပ်စက်ခံနေရတာကိုရမေ့ရှ်ကလည်းတွေ့သွားခဲ့ပါတယ်ရမေရှ်ကပင်ကီကိုတနာနေခဲ့ပြီးနှစ်ယောက်သားတစ်ဖြည်းဖြည်းနဲ့နီးစပ်လာခဲ့ကြပါရဲ့ တရမရမေရှ်ကတော့သူ့စိတ်ထဲကစကားတွေအားလုံးပင်ကီးကိုပြောလိုက်ပါတယ်။ပင်ကီးကလည်းရမေရှ်ရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ရတာပေါ့။ဒီနောက်သူမကလည်းရမေရှ်ရဲ့အချစ်ကိုလက်ခံလိုက်ပါတော့တယ်။တရမတော့ရမေရှ်လည်းလမ်းသွားနေနေမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်မလို့လမ်းမှာပဲကွဲလွန်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပင်ကီးကတော့ရေသွားခံနေခဲ့ရပါဘူး။ ရမေ့ရှ်မတော်တဆမှုဖြစ်တာကိုသူမမြင်တွေ့သွားခဲ့ရတဲ့အခါမှာတော့ရေအိုးကိုလှုပ်ချပြီးအ мян ဆုံးပြေးလာခဲ့ပါတယ်။ရမေ့ရှ်ကိုတွေ့တာနဲ့သူလည်းငိုပဲငိုနေခဲ့တော့ပေါ့။ရမေ့ရှ်ရေရမေ့ရှ်ထားပါအောင်ရှင် ထားပါအောင်တဘလို့ဖြစ်တာလေထားပါအောင်။ကျမမှရှင်ကလွယ်ပြီးတော့ဘယ်သူမှရှိတာမဟုတ်ဘူးထားပါအောင်။ကျမအောင်နားလဲပေးနိုင်တာဆိုလို့ရှင်တယောက်တည်းပဲရှိတာပါ။ရွာသူရွာသားတွေကရမေ့ရှ်အလောင်းကိုထမ်းပြီးရွာထဲဝင်သွားခဲ့တဲ့အချိန်မှာပင်ကီကတော့ဖះเจ้าမှသွားပြီးငိုနေခဲ့ပါတယ်။ ဒီအချိန်မှာဖုန်းတော်ကြီးရောက်ရှိလာခဲ့ပါတယ်။ပြောပါသမီးလေးရဲ့ဘာဖြစ်တာလဲဘာများဖြစ်လို့လဲ။နင်ဘာဖြစ်လို့ငိုနေရတာလဲသမီးလေးရဲ့ဘာပြဿနာရှိလဲပြော။ကဲလျှော့ဒါလေးကိုဖယားเจ้าရဲ့အနောက်မှာတွားပြီးတော့စိုက်ထားလိုက်။ပင်ကီကလည်းစိတ်ညစ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့ဖုန်းတော်ကြီးပြောတဲ့အတိုင်းပဲ။တီးပင်စားပင်လေးတွေတွားစိုက်ထားလိုက်ပါတယ်ပြီးတော့နေသူမအိမ်ကိုပြန်လာခဲ့ပါတယ်။မိထွေအမေကလည်းလက်ပလနဲ့ပြန်လာတဲ့သမီးလေးကိုတွေ့တဲ့အခါမှာတော့ပြောပါတယ်။ဘယ်မှာလဲကြီး။ ကျမရဲ့လက်ကနေရုပ်တရက်ပဲရေအိုးကပြုတ်ကျပြီး꿰သွားခဲ့တဲ့အတွက်ကျမမယူလာနိုင်ခဲ့တာပါအမေခွင့်လောက်ပါဒီလိုနဲ့နောက်နေ့မှာတော့ပင်ကီဖရာကျောင်းရဲ့အနောက်ကိုသွားလိုက်ပါတယ်သူမမနေ့ရက်တုန်းကတရက်ပင်စိုက်ပြိုးထားခဲ့တဲ့နေရာကိုပေါ့အဲ့ဒီနေရာမှာတရက်ဒီအိမ်၃လုံးရှိနေရာကိုသူမတွေ့မြင်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့အတော်လေးအံ့အားတင်သွားခဲ့ရပါတယ်ဒီအချိန်မှာရုပ်တရက်ပဲဖရာသခင်ရာထွက်ပေါ်လာခဲ့ပြီးပင်ကီကိုပြောလိုက်ပါတယ်ပင်ကီ နေရောက်အရန်ကိုသဘောထားပြေးသွားပြီးစိတ်သဘောထားကောင်းမွန်တဲ့မိန်းကလေးတယောက်ဖြစ်တယ်။ဒါကြောင့်ပထမဦးဆုံးတရက်သီးအိမ်ကနေတောင်းဆုပ်လိုက်လို့ရှင်တော့နေအတွက်ဝိတ်ကောင်းစားလာပြီးအများကြီးပေါ်ထွက်လာလိမ့်မယ်။ဒုတိယအိမ်မှာတော့နေဘာစားတောက်ချင်လဲကြိုက်တာကိုသာတောင်းဆိုလိုက်အရာအားလုံးကိုသူကဖြည့်ဆည်းပေးလိုက်မယ်။တတိယအိမ်မှာကတော့နေလိုချင်တဲ့ပတ်စံအုပ်စာတွေရွှေငွေလက်ဝတ်လက်စာတွေအားလုံးကိုပိုင်ဆိုင်ခွင့်ရလိမ့်မယ်။ပြောဆိုပြီးနောက်မှာတော့အရှင်ကလည်းပြောက်ွယ်သွားခဲ့ပါသေးတယ်။ ပင်ကီကလည်းပထမအဦးဆုံးတရက်သီးအိမ်ထဲဝင်သွားခဲ့ပြီးနောက်မှာတော့ကောင်းမွန်တဲ့အဝတ်အစားတွေအများကြီးကိုဝတ်ဆင်ကြည့်ပါတယ်။ဒီနောက်မှာတော့သူမဒုတိယအိမ်ထဲဝင်ရောက်သွားခဲ့ပြီးကောင်းမွန်တဲ့အစားအသောက်တွေကိုသူမစားတောက်လိုက်ပါတယ်။ဒီနောက်မှာတော့သူမကတတိယအိမ်ထဲကိုဝင်ရောက်တင်ဘူးလို့တွေးလိုက်ပါတယ်။သူမကပတ်စံနဲ့ရွှေဝေလဝဲလက်စားတွေနဲ့ပတ်သက်ပြီးလှုပ်ရှားပါအကြောင်းမှမရှိဘူးလေ။ဒီနောက်တော့သူမအိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်။ကဲပင်ကီနေတလောက်ထိအချိန်အကြာကြီးဘယ်တွေကိုရှောက်သွားနေရလဲပြောစမ်း။ အဝိဇ္ဇာအသက်တွေကိုနင်ဘယ်ရနေပြီးတော့ရလာခဲ့တာလေနင်းတငယ်ချင်းတွေကနင်းကိုပေးလိုက်ကြလားဒါမှမဟုတ်ဟိုကောင်လေးကနင်းကိုပေးလိုက်ကြလားအမေကတော့တကယ်ပါပဲရှင်အမေရဲ့မဟုတ်မမှန်တဲ့စကားတွေကိုပဲပြောဆိုနေရောတယ်တခါတလေကြရင်တော့ကျမနဲ့ပတ်သက်ပြီးကောင်းတာလေးတွေးပါလားမနေ့ကတော့ကသမီးကို ဖုန်းတော်ကြီးတပါးကအရန်ကိုမှော်အစွမ်းထက်နေတဲ့တရက်ဒီအစိတ်သုံးစိတ်ပေးတယ်အရိကနေပြီးတော့ဒါရီအားလုံးကိုသမီးရခဲ့တာပဲနင်းကအခုဆိုရင်လိန်အောင်လိန်ပြောကြနေပြီလားငါ့ကိုလာလိန်နေတယ်ဟုတ်လား နေ့ရီစားကနေ့ကိုပေးလိုက်တာဖြစ်မှာပေါ့အခုမှလာပြီးတော့ငါ့ကိုလာလိန်နေသေးတယ်ကောင်းပြီအမေကြိုက်တယ်လို့စဉ်းစားလို့ရပါတယ်ကျမမရှင်းပြတော့ဘူးဒီလိုနဲ့လာရီအလီလီကောင်းဆောင်လာခဲ့ပါတယ်ပင်ကီကတော့ကောင်းမွန်တဲ့အစားအသောက်တွေကိုစားပြီးအဝတ်အစားအသစ်တွေကိုပဲအမြဲတမ်းဝယ်ဆယ်နေလေးရှိပါတယ်သူမကရွာသူရွာသားတွေနဲ့ဒုက္ခဆင်းရဲကြုံတွေ့နေရတဲ့သူတွေအားလုံးကိုလည်းအကူအညီပေးလေးရှိပါတယ်ရွာမှာရှိတဲ့အမီးပြိုလေးရဲ့လက်ထပ်ပွဲကိုလည်းသူမကပါဝင်ကူညီပေးကြပါတယ်။ဒါနဲ့အမေအမေတိလား အမပင်ကြီးကရွာမှာရှိတဲ့သူတွေရဲ့လက်ထပ်ပွဲတွေမှာရွှေငွေလက်ဝတ်လက်စားတွေနဲ့ပတ်စံတွေပေးတယ်။ဆိုရှမားကလည်းဒီစကားတွေကိုကြားခဲ့တဲ့အခါမှာမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပင်ကြီးရဲ့အနောက်ကိုလိုက်ကြည့်နေရင်လည်းသူမရဲ့တရက်တီအိမ်တွေကိုတွေးမြင်သွားခဲ့ရပါတယ်။မော်အစွမ်းထွက်နေတဲ့တရက်တီအိမ်မှာပတ်စံတွေရတယ်ဆိုတာကိုသိခဲ့ရတဲ့အခါသူမတော်တော်လေးလောဘတက်လာပါရဲ့သူကလည်းပတ်စံတွေရွှေရေပေးတဲ့အိမ်တဲကိုဝင်သွားပြီးတောင်းလိုက်ပါရဲ့မော်အစွမ်းထွက်နေတဲ့တရက်တီအိမ်ကြီးရေကျမကိုရွှေငွေလက်ဝတ်လက်စားတွေနဲ့ပတ်စံတွေပေးပါ အခုလိုတောင်းဆိုလိုက်တဲ့အချိန်မှာဆိုရှမရဲ့လက်ပင်မှာအစိပ်ပြင်းတဲ့မွေတွေကအများကြီးပေါ်ထွက်လာခဲ့ပါတယ်။ခန္ဓာကိုယ်ပေါ်မှာအစိပ်ပြင်းတဲ့ပင်ကိုယ်တွေကလည်းရှောက်သွားနေပါတယ်။ကြောက်တွေ့ခဲ့ရတဲ့ဆိုရှမကလည်းလန့်ဖြန့်သွားခဲ့ရတာပေါ့။ဒီအချိန်မှာဖျားသခင်ရံပေါ်ထွက်လာခဲ့ပါတယ်။အပြစ်ရှိတဲ့အမျိုးသမီးနင်ကအပြစ်မဲ့တဲ့ကလေးတယောက်ကိုအမြဲတမ်းနှိပ်စက်နေခဲ့တယ်။အခုပတ်စံတွေကိုလိုချင်လို့ဒီမှာလာတောင်းနေတယ်ဟုတ်လား။တရားတွေအများဆုံးထွက်သွားလိုက်တော့မဟုတ်ရင်တော့ဒီပင်ကိုယ်တွေမွေတွေကနင့်ကိုပေါက်တက်ပြစ်လိုက်မယ်။ ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆိုရှမလည်းအလင်းမြန်ထွက်ပြေးသွားခဲ့ပါတယ်။ဒီနောက်မှာတော့ပင်ကီးကိုလည်းတောင်းပန်လိုက်ပါတယ်။သမီးရဲ့အမေမားသွားပါတယ်။အမေကိုခွန့်လောက်ပါနော်။နင့်ကိုအများကြီးပဲနှင်းပန်းနှိပ်စက်ခဲ့မိပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တော့ခွန့်လောက်ပါသမီးလေးရဲ့။ရပါတယ်အမေရဲ့။သမီးစီကနေဘာဖြစ်လို့ခွန့်လောက်မှုကိုတောင်းခံနေရတာလဲ။သမီးကိုအမေတယောက်လိုမျိုးချစ်ခင်ပေးရင်တော့တော်ပါပြီ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆိုရှမဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ဒီနောက်ပင်ကီးကိုလည်းသူ့ရဲ့သမီးလိုမျိုးလက်ခံလိုက်ပါတယ်။ လောဘလည်းထပ်ပြီးမကြည့်တော့ပါဘူး